မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းတရင်များကိုအစီအစဉ်ခံတင်ဆက်ပေးနေရမယ်ဖြစ်ပါရရှင်။ရခုတ်ကပြမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘဲကငလင်ကယ်ဆယ်ရေးအတွက်အပြစ်ကရဆယ်ရေးကာလတလဒုတိယကြိမ်ထပ်မံတက်တန်းတိုးဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။ ိုကန့် MNDA ရခိုင် AA နဲ့ပလောင် TNL တို့ပါဝင်သောမြောက်ပိုင်းညီနောင်မမိတ်၃ဘွဲကအပြည့်ကက်ရစဲရကာလာကိုတလထက်မှန်တဒန်တူကြောင်းရှမန်နီညာပိုင်းထုတ်ပြန်ကြေညာသည်မတ်လ28ရက်နေ့မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သောပြည်ယခုနှစ်တသမခုနှစ်အစဉ်ရှိအင်အားအလွန်ပြင်းငလင်းခြင်းနှင့်နောက်ဆက်တွဲငလင်းငယ်များကြောင့်ပျက်စီးဆုံးရှုံးသောသောအဆောက်အအုံများကိုရှင်းလင်းဖေရှားရန် ငလင်းပြက်စီအဆောင်များကြားအသက်ရှင်ကျန်ရနေသောလူနှင့်အိမ်ဝေးတိရစ္ဆာန်များကိုရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ရန်အတွက်အပြင်းကပ်ရက်စဲရေးကိုမေလ၁ရက်နေ့မှမေလ၃၀ရက်နေ့ထိထပ်မံတည်တံ့တိုးချောင်းကျင်းပသည်။ မြောက်ပိုင်းညိနောင်မမိတ်၃ဘွဲကဧပြီလ၁ရက်နေ့မှစ၍ဧပြီလ၃၀ရက်နေ့အထိတပတ်သက်အဖြစ်ရဲကြောင်ပထမကြိမ်ကျင်းညာခဲ့ပြီးနောက်ယခုကဒုတိယကြိမ်အဖြစ်ထပ်မံ၍တလအဖြစ်ရဲကြောင်ကျင်းညာခြင်းလည်းဖြစ်သည်ဒုတိယကြိမ်အဖြစ်ခက်ရဲစဲမှုတလကြာကျင်းညာရခြင်းမှာငလင်ကြောင့်ကယ်ဆယ်လုပ်ငန်းစဉ်များသည်တလတာကြာသည့်အတိုင်းအောင်ရှင်းလင်းဖေရှားရေးလုပ်ငန်းများကိုထိရောက်စွာလှုံ့ဆော်နိုင်ခြင်းမရှိသေးကြောင်းထို့ကြောင့်ငလင်နောက်ဆက်တွဲလုပ်ငန်းများနှင့်ဆက်ဆက်သောလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်အချိန် ိန်တက်မှန်လိုအပ်နေမည်ဖြစ်သောကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်သက်အပြည့်ရကာလကိုထက်မှန်နောက်ထပ်တစ်လထပ်တန်းတိုးခြင်းဖြစ်သည်ဟုမြောက်ပိုင်းမှာမိညင်းအောင်သုံးဘွဲကဆိုသည်မြောက်ပိုင်းညီနောင်မမိတ်သုံးမွေအနေဖြင့်စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်မိမိကိုယ်မိမိခုခံကာဝယ်သော တုံ့ပြန်မှုမျိုးမှလွဲ၍စတင်ထုတ်စစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလို့မည်မဟုတ်ကြောင်းကြေညာထားသည်။ ဆလဘိတရုတ်အကူအညီဖြင့်လာရှိုးကိုစစ်ကောင်စီကပြန်လည်ရရှိထားတော့လဲအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုလာရှိုးတွင်ဖွင့်လှစ်ရန်မရှိတော့ဘဲမိုင်းရည်နှင့်တန်ရန်တွင် မြို့သစ်ပေါ်ခြေဆိုင်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MND ကတင်ပိုက်ထားသောလာရှိုးကိုစစ်ကောင်စီကပြန်လည်ရရှိလိုက်ပြီးဖြစ်တော်လဲရှေမြောက်တိုင်းစစ်ဌာနချုပ်ကိုလာရှိုးတွင်ဖွင့်လျင်မရှိတော့ဘဲမိုင်းရည်နှင့်တန်ရင်မျိုးတွင်မျိုးသစ်ပေါ်ဆောင်ခြေဆိုင်ထားသောနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ဧပြီလ22ရက်နေ့မှစတင်ပြီးစစ်ကောင်စီကလာရှိုးမျိုးကိုပြန်လည်ရယူထားတော်လဲရှေမြောက်တိုင်းစစ်ဌာနချုပ်ကိုမူ အခြေစရင်မရှိတော့ဘဲစကားကဆစ်စင်ရေကုတ်ကဲမှုဌာနချုပ်အစင်သာပြင်လဲဖွဲ့စည်းထားမည်ဖြစ်ကြောင်းသိရှိရသည်။ရှမခတိုင်းစစ်ဌာနချုပ်ကိုတော့လာရှုမှပြန်ခြေဆိုင်ဖို့မရှိပါဘူး။စကားကအစင်မဲပြင်လဲဖွဲ့စည်းမယ်လို့သိရပါရယ်။ လန်နန်နဲ့လူအင်အားတွေပြန်ပိုပြီးငโกမူလာတရင်တွေပြန်လဲတိဆောက်ဖွဲ့စည်းနေပြီဖြစ်ပါတယ်။လာရှုစေယုံကြီးလည်းပြန်လဲဖွဲ့မယ်။လာရှုခရိုင်စင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလည်းပြန်လဲဖွင့်လဲပါမယ်။ငโกလူတော့တိုင်းစစ်ဌာနချုပ်မျိုးတော့ပြန်လဲပြီးတော့မလုပ်တော့ဘူးလို့သိရပါတယ်ဟုနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြသည်။၂024ခုနှစ်ဩဂုတ်လ3ရက်နေ့တွင် MNDA ကလာရှုရှိအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်စစ်ကောင်စီကအရှိုင်းအဖျင်းမိုင်းရည်နဲ့တရင် ံဘတ်တွင်ရှေ့မြောက်တိုင်းစစ်ဌာနချုပ်ယာယီပြန်လည်ဖွဲ့စည်းခဲ့ကြောင်းရခိုကရှေ့မြောက်တိုင်းစစ်ဌာနချုပ်အသစ်ကိုမျိုးသစ်စီမံချက်ဖြင့်မိုင်းရင်နှင့်တန်ရန်တွင်အခြေချထားပြီးဖြစ်ကြောင်းသိရှိရသည်။ MNDAA ကတိုက်ခိုက်သိမ်းပိုက်ထားသောလာရှိုမျိုးကိုနိုင်ငံရေးဖိအားများကြောင်းအနာသိန်းစစ်ကောင်စီထံပြန်လည်ပေးအပ်ခဲ့ရကြောင်းကိုကန့်တရင်စင်တွင်ဧပြီလ26ရက်နေ့ကတရားဝင်ထုတ်ဖော်ကြေညာခဲ့သည် တရုတ်၏ဂျာဝင်စေဆက်ပေးမှုများစစ်ကောင်းစီကလာရှုမျိုးပေါ်ရက်ွက်12ခုကိုပြန်လည်အုပ်ချုပ်သွားမည်ဖြစ်ပြီးမျိုးပြင်မှမျိုးပပလေကို MNDA တက်ဆွဲထိန်ချုပ်ထားသည်တရုတ်အစိုးရ၏ဂျာဝင်ဆောင်ရွက်မှုဖြင့်ယခုနှစ်ဇန်နဝါရီလ18ရက်နေ့ကုမင်းဆွေးနွေးပွဲတွင်စစ်ကောင်းစီနှင့် MNDA တို့အကြားအပြစ်ခက်ရစေရသောတူညီခဲ့ကြခြင်းဖြစ်သည် ရခိုဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းရကတော့လောင်းလုံတွင်ကြောက်နေမောရွာပြူစောတိကိုနိုင်ကိုတလင်းတက်ဖွဲ့များကအရှင်ဖန်းစီဆွေတဲ့တွင်ပဲဖြစ်ပါရဲ့ရှင်တနင်္လာနေ့တိုင်းလောင်လုံမြို့နယ်တွင်ကျောင်းနေမောင်ရွာပြူစောတိကိုနိုင်ကို တော်လင်ရေးတပ်ဖွဲ့များကအရှင်ဖန်ဆီးနိုင်ခဲ့ကြသော Special Guerrilla Force အထူးပြောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ထားသည့်ဖေဖော်ဝါရီလပိုင်းကလောင်းလုံးမြို့နယ်အတွင်းရှိကျောင်းနေမကြီးရွာမှာပြူစောတဲ့အဖွဲ့ဝင်ကိုနှစ်နိုင်စုခေါ်ကိုနိုင်ကားကိုတော်လင်းတပ်ဖွဲ့များကလမ်းမိုက်တနေရာတွင်ဆစ်ဆီးခဲ့ကြောင်းသိရသည်။ရှင်းဖန်းစေရမည်သောကိုနိုင်ထံမှစကားဆယုံနှင့်ပတ်သက်သောစာရဲစာရဲများအချက်အလက်များသိရှိရရှိပြီးပြည်မဲ့ပြည်သူများကိုလက်နက်အားကိုဖြင့်ညှဉ်းပန်းနှိပ်စက်ခြင်းကျောင်းနေမရှိစကားဆများ၏ပစ္စည်းသိမ်းယူပေးခြင်း ကိုရနိုင်ဆိုသည့်ကြောင်နေမော်ရွာရင်ထိုင်ခဲ့စဉ်ကစစ်ကောင်စီတပ်သားများကိုခေါ်ယူနေထိုင်ခြင်းရွာရဲတွင်လည်းလက်နက်ကင်ဆောင်တော်လာခဲ့သည့်ဝန်ခံထွက်ဆိုခဲ့ကြောင်းသိရှိရသည်အဆိုပါပန်းစီရမည်သောကိုနိုင်ကို Special Guard Love for အထူးပြောက်ကြားတပ်ဖွဲ့နှင့်ပင်လင်ကျဲဖွဲ့တို့ကဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်းသိရှိရပါသည်ရှင်။ဆက်လက်ပြီး Concrete တိုက်ပွဲမှာ DKBA ခွဲထက်အဖွဲ့စစ်ကောင်စီဘက်ကကုတိုက်ပြီးဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ခရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်တိုက်ပွဲမှာဗိုလ်ဗီကောင်းဆောင်တဲ့ DKBA ခွဲထက်ဖွဲကစစ်ကောင်စီဘက်ကကိုတိုက်ပေးနေတယ်လို့စစ်ကောင်စီကလည်းဆက်လက်နဲ့ခရင်ပစ္စည်းအများပြားကူညီပံ့ပိုးနေတယ်လို့ DKBA ခွဲထက်ဖွဲနဲ့နှိစက်သူတွေကတန်လွင်တိုင်းကိုပြောပါရယ်ကော့ဂရိတ်ဂျုံတို့အာရှလန်တခြားမှာရှိတဲ့စစ်ကောင်စီတပ်ခန်းတွေကိုခရင်မျိုးသားလွမြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လိုင်းအင်အားအစုအဖွဲ့တို့ကပီကရီဧပြီလပိုင်းကဝင်ရောက်တိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲတွေဟာမေလာတရနေ့ဒီဆက်လက် ြင်းထန်နေစေဖြစ်ပါတယ်။ကော့ဂရိတ်ဂျုံနိုလန်တိုက်ပွဲတွင်ပိုပြီးကောင်းဆောင်တဲ့ TKBA ခွက်ထက်အဖွဲ့ကစစ်ကောင်စီဘက်ကနေပောင်းရင်ကူညီတိုက်ခိုက်ပေးနေပြီးအဲဒီလမ်းပိုင်းမှာရှိတဲ့စခန်းတွေကနေထွက်ခွာသွားဖို့ KNL ဘက်ကအတိပေးခဲ့ပေမယ့်ပိုပြီးကလိုက်နာမှုမရှိဘဲဆက်လက်တပ်ဆွဲထားတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကသူတို့ကိုကူညီတိုက်ခိုက်ပေးနေတဲ့ TKBA ခွက်ထက်အဖွဲ့ရဲ့ကောင်းဆောင်ပိုပြီးကိုဆက်လက်နဲ့ပစ္စည်းအခဲရန်အများပြားကူညီပံ့ပိုးပေးထားတဲ့ပြင်စီးပွားရေးအတွက် case scan ဖွင့်လှစ်တာတွေလ ုပ်ပိုင်ခွင့်စားတဲ့ခွင့်ရည်တွေကိုပေးအပ်ခွင့်ပြုထားတယ်လို့လဲ TKB ခွဲထွက်ဖွဲ့နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကဆိုပါတယ်လက်ရှိစစ်ရေးပြင်းထန်နေတဲ့တိုက်ပွဲမှာ TKB ခွဲထွက်ဖွဲ့ရဲ့ကောင်းဆောင်ပိုပီကသူ့ရဲ့တပ်သားအများပြားကိုကော့ရိတ်ဂျုံတို့ဆစ်စင်ရေးတွင်ထပ်မံပို့ဆောင်ထားတယ်လို့လဲသိရပါတယ် ဖိုးပြီးကောင်းဆောင်တဲ့ DKBA ခွဲထွက်ဖွဲ့ဟာလက်ရှိမှာကရင်ပြည်နယ်ပန်းမြို့နယ်ကြောက်တလုံးဝင်းကျဲရဲ့အနီးမှာဌာနချုပ်ဖြစ်ထားပြီးတပ်ဆွဲနေထိုင်ကောကော့ဂရိတ်ကျုံလုံးလမ်းပိုင်းမှာလည်းစစ်ကောင်စီတပ်နဲ့အတူစကန်ချတပ်ဆွဲနေထိုင်တာတွေလည်းရှိနေတာဖြစ်ပါတယ်။ ဖော်ပြီးဟာရှခင်ကစစ်ကောင်စီကရင်နေချဆောင်တဲ့ BGF တရင်2020ကတရင်မှုတူဖြစ်ပြီးအရင်နောက်ပိုင်းမှာတော့ BGF ကနေနှုတ်ထွက်ခဲ့ကတိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA တံပြန်လည်ရောက်ရှိခဲ့ပြီးစစ်တပ်ကိုပြန်လည်တိုက်ခိုက်ခဲ့သူတူလည်းဖြစ်ပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်2023ခုနှစ်လောက်မှာဖိုးပြီးတို့ DKBA ခွဲထွက်ဖွဲ့ဟာအင်အားနေငယ်နဲ့ဖန်အမျိုးနယ်ကျိုင်းပေါ်မှုဆရာတော်တံပြန်လည်ရောက်ရှိခိုးလုံလာခဲ့ပြီးစစ်တပ်နဲ့ငြိမ်းချမ်းရယူထား ာလည်းဖြစ်ပါတယ်ဆလဘေပဲဖကောတိုင်းနဲ့မရှာလေးဆက်တယ်မနေ့ဆေရှောင်းနေရနေအိမ်မီလောင်မှုနဲ့လူသေးဆုံးမှုတွေပါရှိနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ဖကိုတိုင်းတွေကရွှေချင်းမြို့နယ်ဝေါ်မြို့နယ်မင်းလမြို့နယ်ပေါကောက်မြို့နယ်တွေထဲမှာထိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ဇေယျပေါင်း40ချော့တမနေကပြည်သူတွေနေရွဆုံသွားပြီးထွက်ပြေးဆစ်ဆောင်နေကြရတယ်လို့သိရှိရပါတယ်။တိုက်ပွဲကြောင့်ရွှေချင်းမြို့နယ်နဲ့ဝေါ်မြို့နယ်တွေထဲကကွန်စိတ်ညောင်ချောက်ကြီးရွာတွေတရဲသမိန်လက်ပံဆက်စုစင်ရွာဂျိုးလီဒုံစရစ်ဆလူချောင်းဥတုရွာစတဲ့ကြေးရွာအချို့ကပြည်သူတွေဟာဧပြီလ23ရက်နေ့ကတည်းကဒီကနေ့အထိနေရွှန့်ခွာစပေးရှောင်နေကြရတာဖြစ်တယ် ယ်လို့သိရှိရပါတယ်။တိုက်ပွဲကရွှေချင်းနယ်ဝအဆက်ကကြေးရွာတွေမှာတိုက်ပွဲဖြစ်နေတာလက်နက်ကြီးတွေရောလေးဆောင်ပစ်ခတ်မှုတွေရှိတော့ရွာကလူတွေဆစ်ရှောင်းနေကြရတယ်။ကွင်းစိတ်မှာစားဖြစ်တဲ့အရင်ရက်တွေကရှောင်းနေကြတာတဖြည်းဖြည်းပိုများလာတာပေါ့လို့ဝေါ်ဒေတာကန်က ပြောပါရယ်။အလားတူပုဂိုလ်အနောက်ဘက်ခြံကမင်းလာမြို့နယ်ထဲမှာဆိုရင်လေကျွေမကိုင်းငမိုးရိပ်ကျောင်းရွာစံပုတ်စံကြီးဆေးရမြောင်တယောကုန်းစားကြောင်း ထောက်ချက်မုတ်ခေါ်တောင်ပြည့်ရွာမှာအညာရန်ကြီးတပန်းပင်စိတ်စရိတ်ကျေးရွာပေါင်း30ကျော်မှာဒေသခံပြည်သူတွေဆေးပေးရှောင်နေကြရသလိုငမိုးရိပ်နဲ့ဇရင်မြောင်ရွာမှာဆိုရင်နေအိမ်တွေမီရှုခံခဲ့ရတယ်လို့သိရှိရပါတယ်။ PKI ပောက်ခေါင်းမြို့နယ်မှာဆိုရင်လည်းတိုက်ချောင်းရွာမှာနေအိမ်တွေ မီရှုခံရပြီးဗော်ရီကုန်းတာကောက်အိုင်ဆောက်ဒရရွာစရိတ်ရွာချို့ကဒေသခံတွေဆေးရှောင်နေကြရတယ်လို့သိရှိရပါတယ်။ မင်းလာကရွာတွေမှာတိုက်ပွဲဖြစ်နေတာအရင်ရက်ကလေးကဖြစ်နေတာလေးချောင်းလဲလာပြတ်တယ်လူသေးတာတွေအိမ်မီလောင်တာတွေလည်းရှိတယ်တိုက်ပွဲကဖြစ်နေတော့အဲ့ဒီဘက်ကရှာတွေအကုန်ဆစ်ရှောင်းနေရတယ် တော်ရဲရှောင်းသူရှောင်းမအနီးရွာလေးစီရှောင်းကြတာပေါ့အဲ့ဒီတိုက်ပွဲဖြစ်တဲ့ရွာဘက်တွေကဘယ်သူမှမသွားရဲဘူးလို့မင်းလာဒေတာခန်ကပြောပါတယ်အဆိုပါရှေ့ချင်းမြို့နယ်မင်းလာပေါခေါင်းမြို့နယ်တွေထဲမှာဧပြီလ23ရက်နေ့ကစပြီးနာဆာကနဲ့ဒေတာရင်းလက်နက်ကင်တပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီးလက်ရှိအထိပြစ်ခတ်မှုတွေရှိနေသေးတဲ့အပြင်နာဆာကဘက်ကလည်းစစ်ကြောင်းထုတ်နေမြေရှင်းလင်းရေးတွေလုပ်နေတယ်လို့သိရှိရပါတယ် ဈေးရဒေသခံပြည်သူတွေမှာတိုက်ပွဲကြောင့်အိုးအိမ်ဆုံးပြီးထွက်ပြေးနေရခြင်းဆစ်ဆောင်တွေရဲ့နေအိမ်တွင်းကပစ္စည်းတွေကိုဖောက်ထွင်းခိုးယူမှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။တိုက်ပွဲအခြားမှာလူသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေလည်းရှိနေပေမယ့်သေဆုံးခြင်းအတိအကျကိုတော့သိရှိနိုင်မှုခက်ခဲတယ်လို့ပြောကြပါတယ်။